တက်ကြက်ဆရာကြီးစနိုက်ပါသာစနိုက်ပါနဲ့ထိမှန်သွားတာပေါ့နော်အခါတလေလင်းပိုင်းလော်တွေမှာမှာတော့ဖရဲသီးမြန်ရှိနေလားလို့ဦးစင်းတို့ကတုံ့တက်ရမယ်တဲ့ဒီဝဲလူစခန်းကြီးတွေကိုပေါင်းငယ်ရနေជីချာရနေជីချာတော့ PDF ညရောက်သွားတယ်ပေါ့နော် PDF ညအကြီး၄တောင်းကျော်လို့တော့ဦးစင်းတို့ခါရီတီးရတယ်ပေါ့နော်၄တောင်းဟေးကြောပါလုံးပဲမင်္ဂလာမနက်ခင်ပါ မေလာနစီယနေ့ရဲ့မနေ့ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တီဆက်တော့မှာဖြစ်ပါတယ်။ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုခုချင်းတီအားပေးနေတဲ့တုံငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်။မေလာစကူယနေ့နာနေ့စတနေ့90မိနစ်အချိန်တွေစမ်းချောင်းမြုပ်နေတောင်ရက်ွက်စီ အချို့ရေမှုယုံကို the blood line နဲ့ရန်ကုန် army အဖွဲ့မှတော်လှန်ရေးရေးပေါ်မြကလက်ပစ်ဘုံတလုံးဖြင့် picket တိုက်ခိုက်ခဲ့ကြောင်းယင်တိုက်ခိုက်မှုအတွင်အချို့ရေမှုယုံအတွင်စီအကြံဖက်စစ်ကောင်စီစခွေတကောင်ထိခိုက်မှုရှိနိုင်ကြောင်း the blood line အဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်းကြင်ပီနေလိုက်ပွေးမြုပ်နေပိုင်ကျုံမြုပ်က ထိုင်းမြန်မာနေဆက်အနီးမှာရှိတဲ့မော်ဖူကေစခန်းကိုမေစကူရမနေ့တပိုင်းခတ်တိတ်ခိတ်ပြီး KNU ကတင်ပိတ်လိုက်ပြီးလို့ကရင်စီအေတရင်ယမီကပြောဆိုထားပါတယ်။လှိုင်ပွဲမြောက်နေကျောကေထရွာနဲ့မော်ဖူကေရွာကြမှာရှိတဲ့အေဒီစခန်းကိုဒီနေ့မနက်ကင်ပိုင်းတနာရီခတ်မှာ KNU တပ်မဟာကွနီကဒုံးတွေနဲ့စတင်တိတ်ခိတ်ပြီးညပိုင်းမှာတင်းယူလိုက်ပြီးလို့တရင်ယမီကအတိပေးပြောဆိုထားပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့မတိရရှိသေးဘူးလို့ပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့ The Day of the Dean ကရင်ပြည်နယ်တန်တောင်ကြီးမြို့စီစစ်ကောင်စီ၏ဘရင်နောင်တပ်နေစခန်းတိုက်ခိုက်ရေးတင်တန်းချောင်းကိုတရခုမမရှုတ်တိုက်ဒုံများဖြင့်ပိတ်ခတ်တိုက်ခိုက်ခဲ့ကြောင်း February for Myanmar အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မေလစကူးရနဲ့နာနက်ခုနှစ်နာရီခွဲတွင်အစူပါတင်တန်းချောင်းအတွင်တောက်တရခုမမရှုတ်တိုက်ဒုံကလုံးပိတ်ခတ်ခဲ့ရာလေလုံးအောင်မြင်ခဲ့သည်ဟု၎င်းကပြောဆိုထားပါတယ်။ အစူပါတင်တန်းချောင်းဒီအောက်မြန်မာ PC စစ်ကောင်စီ၏တက်ရင်တက်ဖွဲ့အတီးတီကိုဥဆောင်နေသောအရာရှိများအားတိုက်ခိုက်ရေးပညာတိကတင်ကြနေသောတင်တန်းချောင်းဖြစ်သည်ဟုသိရပါသည်။ထိခိုက်တေဆုံးမှုဆုံဆန်းနေစေဖြစ်တယ်လို့လည်းသိရပါသည်။တေချတာပေါ့ကွာအကောင်ကြီးကြီးတွေတေတော့မှခေါင်းလိုက်တဲ့ The Den of the Den ပကူတိုင်းတာယာဝတီခရိုင်အောက်ဖူမြောက်နေမှာဇနီးဖြစ်သူကိုတက်ဖြစ်ပြီးထွက်ပြီးသွားတဲ့ အမျိုးသားကိုဖမ်းဆီးထားတယ်လို့တာယာဝတီခရိုင်တရင်3400နှစ်တခွေးငါးစီကတီးစီရပါတယ်။ချောင်းကောင်အောက်စုဆေးရွာကျေးရွာမှာနေထိုင်တဲ့အသက်30အရွယ်ကုမူးတီစုတူဟာဇနီးဖြစ်သူ28နှစ်အရွယ်မပူတူကို မေစကနေရက်နေ့လေတနာရီခတ်မှာဒါနဲ့ခုတ်တက်ပြီးထွက်ပြီးခဲ့တာလို့ဆိုပါတယ်။ဘာကြောင့်တဖြစ်ခဲ့တာလဲဆိုတာကတော့မရေထားပါဘူး။ဘာပဲဖြစ်ဖြစ်တရားခံကိုဖမ်းမိတဲ့အတွက်ခေါင်းလိုက်တဲ့တင်နောက်တဲ့တင် အေယပတီတိုင်းအင်ကာပူမြောက်နယ်အတွင်းတွင်စစ်ကောင်စီနှင့်တော်လှန်ရေးပူပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါသည်။အင်ကာပူအခြေစိုက်တမာတိုတမင်းလေချင်းရေချောင်းတတကန်ကအနီးရှိကမ်ဘွေကုန်းတဝိုင်းတွင်နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်။တမာတိုလေချင်းရေချောင်းနာကလာပြီးစစ်တကစစ်ကူရောလေချောင်းကနေရောတိုက်နေတယ်။တော်လှန်ရေးတပ်တွေကစစ်ကူပူရောက်လာတယ်ဟုဒေတာတွင်တရင်ချင်းကပြောဆိုထားပါသည်။စစ်ကောင်စီကတတကန်ကအတွင်းမှာ စစ်ကိုစတိတ်ပူလွတ်နေတော်လဲတော်လှန်ရဲတပ်များကရှိတူးလာကြောင်းတည်ရင်မြင့်ထမသိရှိရပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တတင်းကချင်ပြည်နယ်ဖားကမြုပ်ကိုဦးတည်နေသည့်အင်အား600ခန့်ပါသည့်စစ်ကောင်စီစစ်ကြောင်းမှပိတ်ဆို့တိုက်ခိုက်ခံရသောကြောင့်ဖားကမြုပ်မရောက်မီစကွန်ဒမိုင်ခန့်အကွာတွေရပ်တန့်နေသည်ဟုကချင်လွတ်လပ်ရေးတပ် KIA ပြန်ကြေးတာဝန်ခံပူချီနိုဘူကပြောဆိုထားပါသည် KIA နဲ့ကချင်ဒေတာပီတူကကွေရတဲ့ KPDF များတင်းချောက်ထားသည့်ဖကမြုပ်အဝင်လမ်းကြောင်း၃ခုကိုပြန်ရယူရန်စစ်ကောင်စီတပ်က PKD April 3ရက်နေ့မှစ၍စစ်ကြောင်းထူလာစဉ်ထူတော့ဟန်တာခေရချင်းဖြစ်သည်ဟုသိရှိရပါသည်။အဲ့ဒီစစ်ခွဲ600ထဲမှာတရာလောက်ကတော့ပါသွားပြီ။ကျန်900ကတော့ PP ချင်းစီမေဩဇာဖြစ်သွားမှာဖြစ်ပါတယ်။ကလေးမျိုးကနဲ့ချင်းပြည်နယ်တောင်ဖက်ကလည်းစစ်ကား15စီးနဲ့စစ်ကြောင်းထိုးလာတယ်လို့သိရှိရပါတယ်။ မေလာနစရင်နေရမနေပါရထူထရင်ကာတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအရှင်မစ်နေတဲ့စကန်တင်းတိတ်ပွေးတွေနဲ့ပသက်ပြီးပဒူးဆိုတော်နေပြုတ်ချက်ချက်တစ်ချက်လောက်နဲ့ဆင်ကြည့်အောင်ဘာမှကိုကဘာမှမပြောသူများဆိုဘူးစကန်လို့ကြိုက်ဘူးပိန်မောင်းလို့ဘာမှမပြောဘူးတိတ်ပွေးနေဆိုတော့အချိန်ကရောက်လာတော့ကမ္ဘာကိုထားလို့လည်းတော့သူကသူ့နေသူ့ဘုံရောဘုံရောလုံးပြီးလုံ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 းတော့သူပြုံးနေတာဘူးတော့တိတ်အောင်မပြန်တော့ဘူးမရလို့ပါသူပြင်းကျွန်တော်တို့ရဲ့နေသားပြောမှာဆိုင်းနဲ့ဆက်တက်နေတာကိုတက်မှာပါလို့ကြောက်ရှင်း ဘဝတက်မှာခုလည်းကုန်လို့နည်းနည်းတက်မှာ၆ဆိုဒီဘဝတစ်ခုကြတော့ပဲကြတယ်အဲ့လိုပါဒါကမှလေတိတိထားလို့ပြုတ်ခတ်ကုန်လို့ကျွန်တော်တို့အရှိန်လျားဆုံးဖြစ်တဲ့နေသားမျိုးကိုဆိုင်ရံနေသက်သက်ဟုတ်ပြီနေသားအဲ့ဒီတမမှာသာဆိုတမပြီးပုံကြီးအဲ့လောက်ကီလိုမီတာရာအောင်ထောင်နဲ့ဆီတဲ့အနေနဲ့ကျွန်တော်ဘောမင်းဟာကျွန်တော်ပြောအဲ့ရံကိုဒီဟာကြီးကဘာဖြစ်လို့ဆိုတော့ဟိုအပြင်ကဘာလို့ရိုက်နေတာလဲ ီကနေတော့ရောက်ရတယ်ဘောအဓိကကတကယ်ကုန်ကြီးဆိုင်ကြီးနောက်ပြီးလက်ဆောက်ကုန်ကြီးနောက်ပြောအခုချီချီမေဇာအုံးဝဲဆိုင်ကြီးကတကယ်အရေးပါတယ်ကြီးမြို့ကြီးတမျိုးဆိုတော့ဆုံးနေတယ်တိတ်နေတယ်ဒါနဲ့တူပြီမြို့ကြီးတွေတင်းတာထက်အရေးကြီးတယ်တဲ့စခန်းတွေကိုပထမတင်ပြီးမှမြို့ကြီးတွေတက်ကောင်းပါတယ်လေးစားပါတယ်ကေတာဆိုရင် download video အိန္ဒိယမြန်မာနေဆက်မှာတမူး PDF စေရောက်တက်ဖက်ခံရတဲ့ကိစ္စတစ်ချက်လောက်နားဆင်ကြည့်အောင် အိန္ဒိယမြန်မာနယ်စပ်မနီပူရာပြည်နယ်ချန်တဲခရိုင်ညူးစင်တာရွာအနီးမှာမေလ14ရက်နေ့ကလက်နက်ကင်တွေလှုပ်ရှားမှုရှိနေတာကြောင့်စစ်စင်ရေးဆောင်ရွက်နေစဉ်နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး10ဦးသေဆုံးကလက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့အိန္ဒိယစစ်တပ်နဲ့သတင်းမီဒီယာတွေမှာဖော်ပြပါဗျာ။ တိုက်ဆုံသူတွေဟာတမူကကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီးမေ၁၂ရက်နေ့ကတမူမြို့နယ်တဲကအိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်မှတ်တိုင်59ဦးကိုစခန်းပြောင်းရွှေ့လာကြတာလို့ဒေသခံတွေကပြောပါရယ်မေ၁၃ရက်နေ့နေ့လယ်ပိုင်းမှာအာတန်ရိုင်ဖယ်တပ်ဖွဲ့ကတဲလီလုံးနဲ့စခန်းချနေတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၀ဦးစီကိုလာရောက်မေးမြန်းပြီးပြန်သွားခဲ့တာကိုတွေ့ခဲ့ရတယ်လို့မြေပြင်ခြေနေသိရှိသူတွေကပြောပါရယ်မေ၁၄ရက်နေ့မှာတော့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစခန်းမှာမရှိတော့တာကိုရိတ်ခါသွားဖို့သူဒူးစီကတိရပြီးနောက်မှာ အိန္ဒိယဘက်ခြမ်းကအာတန်ရိုင်ဖဲတက်ရှိယာကိုတွားရောက်စုံစမ်းပေးမြတ်တဲ့အခါမေ16ရက်နေ့မှာလောင်းတွေကိုပဲပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။တိဆုံးသူတွေရဲ့မျက်နှာတွေကမမှတ်မိလောက်အောင်ပျက်စီးနေပြီးကိုခန္ဓာတွေမှာတနက်တန်ရာတွေပြင်တခြားသောတန်ရာတွေကိုပါတွေ့ရတယ်လို့အလောင်းတရာမှာပါသွားသူတူကပြောပါတယ်။ဒါ့အပြင်အိန္ဒိယစစ်တပ်ဘက်ကထုတ်ပြန်ထားတဲ့ဓာတ်ပုံထဲမှာပါတဲ့လက်နက်တွေကပခုံးနှမ်းလောင်ချ RPG နဲ့ M4 တနက်တလက်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကင်ဆောင်တဲ့လက်နက်တွေမဟုတ်ဘူးလို့တမူးခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ဆိုတဲ့နေရာကိုလိုက်ပို့ဖို့ တောင်းဆိုပေမဲ့အာသာရိုင်ဖယ်တပ်ဘက်ကညှင်းဆန်ခဲ့တယ်လို့တမူးမျိုးနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။သူတို့စုံစမ်းသိရတဲ့အချက်အလက်တွေအရတမူးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာအာသာရိုင်ဖယ်တပ်ဖွဲ့ဝင်တွေလာရောက်ခေါ်ဆောင်သွားပြီးမှတိုက်ဆုံသွားခဲ့တာလို့မြေပြင်ခြေနေသိရှိသူတူကဆွဆွဲပြောဆိုပါတယ်။ဒီကိစ္စပေါ်ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတူပြောတာကိုလုံခြုံရေးအရအတန်းစားထုတ်ပြောပြထားပါတယ်။အမှုမှန်ပေါ်အောင်တက်နိုင်သလောက်စူးစမ်းဆောင်ရွက်မယ်။အာသာရိုင်ဖယ်တပ်အနေနဲ့လုံးဝမလုံတဲ့အလုပ်ကိုလုပ်တယ်လို့ပဲသုံးသပ်တယ်။ မြန်မာတော်လှန်ရေးရဲဘော်တွေဆိုတာဗတ်စိတ်တွေကြည်တာနဲ့သိနိုင်တယ်။ဒါကြီးကိုသိပါရဲ့နဲ့ဘလို့ကြီးရွယ်ချက်နဲ့ဒီလိုကြီးလှုပ်လိုက်လဲပေါ့။အမေးမြတ်မရအောင်ဆယ်ဦးစလုံးကိုတက်ဖြတ်လိုက်တယ်ဆိုတာဘာကြောင့်တက်ဖြတ်လိုက်တယ်လဲပေါ့။ ဆက်လက်ပြီးတော့အမှုမှန်ပေါ်အောင်ဆောင်ရွက်ဆရာရှိတာဆောင်ရွက်မယ်ဒီဖြစ်ရပ်ကိုအမှုမှန်ပေါ်နိုင်အောင် NUG ကာကွယ်ရေးဝန်ကြီးဌာနကိုဆက်သွယ်တင်ပြထားတယ်လို့တမူးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်မြို့သားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနှစ်ဖုံးလက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း BBC ကိုပြောပါတယ်ရန်ကုန်မြို့ကအိန္ဒိယတန်ယုံကို BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့မေ16ရက်နေ့ညနေပိုင်းထိပြန်လည်ဖြစ်ကြားတာမျိုးရှိသေးပါဘူး NUG အနေနဲ့အခုကိစ္စကိုအမှုမှန်ပေါ်အောင်ဆောင်ရွက်ပေးတဲ့ကြောင်းအိန္ဒိယမြန်မာအရေးလေးလာသူတူကအခုလိုပြော ော့ပါတယ်ဒီအပေါ်မှာကျွန်တော်တို့ဒေါ်လာရှိရင်ရစုတွေဖဲတို့ဖဲနေနဲ့အမှန်တရားပေါ်လာအောင်တောင်းဆိုရင်တော့ဖြည့်ရှင်းပေးမှာဆိုရက်တော့လက်ချက်ရှိတာပေါ့နော်ဒါမဲ့ဒီအပေါ်မှာဒီအိန္ဒိယဆိုရအနေနဲ့ကြံရတာမှုရှိအောင်မဖြည့်ရှင်းပေးဘူးဆိုရင်တော့ဒီမှုကျလွန်သူတွေနဲ့တကွာအိန္ဒိယကလည်းအတောင်ရှိကူတောင်ကမောရှိလာမှာပေါ့နော်။အောက်ချိန်မှာဖြစ်စင်တော့နေမြေကိုချူးကြော်တဲ့ဟာတစ်ခုဖြစ်တယ်။နောက်တော့ ဟိုဒီဖန်ဆီးထားတဲ့သူတွေကသူတို့လက်ထက်ကိုအရှင်လက်လက်ရောက်တာတင်ချတဲ့အခါကျတော့သူတို့တွေကဒီဟိုဒီစစ်တုံးပန်းပုံစံမျိုးထင်းထင်းရနေတာဝန်ရှိတာပေါ့နော်ဖန်ဆီးနေတော့မှဒါကမဟုတ်ဘဲနဲ့တက်ဖြစ်လိုက်တဲ့ဟာဖြစ်တဲ့အတွက်အောက်ခြေတသားတွေတင်ချဆောင်တက်တွေရဲ့ဟိုတပ်ပိုင်းဆိုင်ရာချင်းဝအမ်ဖောင်းဖို့ပြည့်ပြည့်စုံရွေးမှုတစ်ခုတော့ပုံနေတာပေါ့ အိန္ဒိယအာသာရိုင်ဖယ်တပ်ပစ်ခတ်မှုကြောင့်တိတ်ဆုံးသွားသူတွေဟာအသက်20နဲ့30ဝန်းကျင်အရွယ်ရှိသူတွေဖြစ်ပါတယ်။အခုလိုတပ်ဖြတ်ခံရမှုကပထမဆုံးကြိမ်ဖြစ်ပြီးရင်းနှုံးကအိန္ဒိယဘက်ကဖမ်းဆီးမှုတွေရှိခဲ့ရင်တောင်နေဆက်ကိုပြန်ပို့ပေးတာနဲ့တိမ်းဆီးသွားတဲ့လက်နက်တွေကိုလည်းပြန်ပေးတာမျိုးဖြစ်ရပ်တွေရှိခဲ့ကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကပြောပါတယ်ခင်ဗျာ။အန်ယူဂျီကမှန်တရားပေါ်လာအောင်ဆောင်ရွက်နေစစ်ဖြစ်တယ်လို့သိရှိရပါတယ်။ဒီကောင်လေးကတော့တိတ်ဆုံးသူ၁၀ရောက်ထဲမှာတူဦးဖြစ်ပါတယ်။သူတို့တွေလက်တင်အကြံကျွန်တော်တို့ဖက်မှတ်လာမှာပဲ။ အဲ့ဒီချိန်မှာကြည်ကြသေးတာပေါ့ခွေအိန္ဒိယတွေကေဒါဆွင်တော့တော့ဗီဒီယိုဦးထင်းတွင်းယောကမိဘဖြစ်သူရဲ့ယင်ဒွိစကတစ်ချက်လောက်နဲ့ဆင်ကြည့်အောင်ဒီအကြီးမှ10တန်းအသေးတွေ့တာပါသွားတော့ရတော့ဒီငယ်မလေးက9တန်း9တန်းသူကလည်းအသေးတွေ့တော့တာပါခန်းနေရောက်ကတွေ့ခဲ့တာပါဖုံရလည်းပွားလို့ဒီကောင်မကမျက်နာတွေကအကုန်ကောင်းနေခြေထောက်မပြတ်ဘူးဒီအကြီးမှကြခြေထောက်တွေပြတ်တယ်ဇက်တွေပြတ်တယ်အကုန်လုံးပြတ်ပါတယ်ဒီ 乌咧的穿袜吧嘞，是乌咧在穿袜子。他干嘛就穿的旧的，拿你欧尼了，半寸路。他干嘛就困在打江的嘛，就跟他欧尼半寸路对啦。他干嘛一马车上就，爸妈顾么办了？爸爸车嘛，爸妈顾么办了？巴妈就到边哩，他那点两对个爸妈，爸妈两对个爸妈，提个勒马了。他看那打仗嘛了，都穿的旧的，那欧尼了，半寸的。 ကြောပေါက်တယ်သူကတော့ဒဏ်ရာတွေအများကြီးနဲ့ခြေတလက်တောက်ပါတယ်သူကဒီခုနှစ်တန်းကောင်မှခြေတလက်တောက်တွေပါတယ်ဒီဆယ်တန်းကောင်မှတော့ခေါင်းမပါဘူးခြေတောင်းမပါဘူးကုညီရဲတွေကလာပြီးတော့တုတ်တန်ကျတော့လာဆက်ပေးတယ်ဘာမှမပါဘူးကျန်တာတော့အသေးတွေ့တော့တာပဲလေသွားတော့ကြအသေးပဲရတော့တာပုတ်လို့ပလက်နဲ့ဝတ်တရားလဲစုတ်ပြတ်တတ်လို့ဘာမှကုန်ကောင်းတာပြုတ်ကပြုတ်သမီးလေးတွေကိုဒီအကြီးမားလဲ ကြီးမလည်းဒီအဝတ်လေးအဲ့ညီလေးပဲမြင်လို့အဲ့ညီလေးမြင်မှသိတာဒီအငယ်မကကြတယ်အဲ့ညီလေးမြင်မှသိတာအဲ့ညီမြင်လို့ပဲမှတ်မိတာဘလို့ဆိုလို့ရှိရင်ကတော့ဘလို့မကိုမှတ်မိနေရအကြောင်းကိုမရှိတော့စုတ်ပြတ်တန်ဘာမှမသူတို့လုတ်တယ်လို့ခန်းနေရတာပါသူတို့ကသူတို့လုတ်တဲ့ညတွေခန်းနေရတာပါသူတို့လုတ်တယ်လို့ခန်းနေရတာပါဒီကလေးတွေဘာမှမသိပါဘူးဒီကလေးတွေကသူတို့ကိုတော်လံမှုစာတင်ခဲ့တာမဟုတ်ပါဘူးသူတို့ကိုတော်လံမှုသူတို့ကကြောင်းထတာမဟုတ်ပါဘူးသူတို့ရှေရည်တွေအတွက် စတို့လုံးမစားအောင်မို့လုံးမဒီနေ့လုံးမဒီနေ့စားအောင်မို့ဒီကလေးတွေလုတ်ပြီးမစားအောင်မို့ကြိုးတာကြောင်ထားခဲ့တာပါသူတို့ဖက်ကပြောတာကတော့ဒါဘုံကျဲတာမဟုတ်ဘူး PDF တွေမိုင်းကကွဲတာလို့ပြောတယ်အဲ့ဒါလေးရောအမဘာပြောချင်လဲရှင်ဘယ်ရလားအဲ့ဒါသူတို့ပလီတာလေသူတို့ပလီတိုင်းကြိုးတာခန်းနေရတာသူတို့ပလီတိုင်းကြိုးတာခန်းနေရတာလကကျွတ်တော့ဘကကိုသားသမီးတွေကိုဟာတွေလကလုံးရပါမယ်ကျွတ်တော့ဘိုက်ထဲကလွယ်မွေးတာဒါပါဒီမိသားစုကမောင်နှမ 3ယောက်ရှိတဲ့အနက်ကဒီမှာအငယ်တယောက်ပဲကြံခဲ့တာပါအဲ့ဒီညီမ2ယောက်ကတော့မေလ12ရက်2025ခုနှစ်ဦးထင်းလေးရွာကိုစစ်ကောင်စီတပ်ကလေချောင်းကနေတိုက်ခိုက်မှုပြုရတဲ့ထဲကကွယ်လွန်သွားခဲ့တာပါအမဒီလိုဘုံကျဲတဲ့စစ်ကောင်စီတပ်ကို အမဘာပြောချင်တယ်လဲယင်ပြင်းနိုင်သွားတိုက်ချင်တာလေသူတို့ပြင်းနိုင်သွားတိုက်တာပဲဒီရမမသိလို့ပြေမကောင်းလိုက်တာကွာ ဒီဗီဒီယိုကဖြစ်ပြီးမှကျွန်တော်တင်ထားတာဖြစ်ပါတယ်။တူငိုတဲ့ဗီဒီယိုတွေကတော့ဖြစ်ထားတာဖြစ်ပါတယ်။မလို့ပြောရမှတော့မသိတော့ဘူး။မင်းတို့တွေခံမယ်စစ်ခွေတယ်အဲ့ဒါပဲပြောချင်တယ်ကွာ။ Kita Swin Don't Know Video AIDS တစဉ်ဦးရဲ့မိသားစုလိုက်စာ PDF တွေတီးအောင်တစ်ချက်လောက်နှาศင်ကြည့်အောင်တချို့တွေကပြောကြတယ်တစဉ်ဦးကကြောက်စဲသူကြောက်စဲသူတကယ်တော့တစဉ်ဦးတို့ကကြောက်စဲသူဟုတ်ကောင်းဟုတ်လိမ့်မယ်ဒါပေမဲ့ဒီကောင်မသူ့ရဲ့မိသားစုဝင်တွေကိုဗမာထားထားတယ်ထင်တယ်ခင်ဗျားတို့ဘကိုးတိုင်းညောင်လေးပင်နဲ့ဒိုင်ဦးဂျားတဲ့က ပြွန်တစာအဲ့ဒီပြွန်တစာမြို့မှာသူ့မိသားစုဝင်တွေကိုမသာမကြီးကနေရာပြောင်းထားလာတယ်နော်အဲ့တော့ပကိုးမှာရှိနေတဲ့ PDF ညီကိုတွေနော်နေရာလေးမပြောင်းခင်လေးအဲ့ဒီကောင်မှမိသားစုဝင်တွေကိုနည်းနည်းလောက်လက်ဆင့်ပေးလိုက်စမှာကွာအဓိကတော့ကွာအကိုပြောချင်တာကဘာလဲဆိုတော့နှိပ်ဆက်ဖို့တက်ဖြတ်ဖို့မဟုတ်ဘူးအဓိကငါတို့လိုချင်တာဒဇင်ဦးကွာအဲ့တော့ဒဇင်ဦးကိုငါတို့ရဖို့အရေးကြီးဦးအနည်းဆုံးတော့သူ့မိသားစုဝင်တွေကတော့တစားကန်ဖြစ်ရင်ဖြစ်မှာပေါ့ကွာ တစဉ်ဦးမိသားစုဝင်တွေအကုန်လုံးကပြွန်လစာမှာရှိတယ်အဲမင်းတို့စုံစမ်းကြည့်ငန်းညီကိုတို့သဘောပေါက်လားငါတို့ကိုလှုပ်ခဲ့တယ်လို့မျိုးပဲလေဖအေးကိုမမိလို့တားကိုဖမ်းသွားတာတို့မအေးကိုမမိလို့သမီးကိုဖမ်းသွားတာတို့သိရမလားအေးဒီကောင်တွေကွက်နဲ့ဒီကောင်တွေကိုငါတို့ပြန်နှင်းကြမယ်ညီကိုတွေပကူပီတဲကညီကိုတွေကိုသိအောင်ပြပြပေးတာဖြစ်ပါတယ်နော်ကဲပကူတိုင်းက PDF တွေရေးဖို့တွေအမြန်ဆုံးပြန်ပေးဆွေးပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်ဒီခွေးမသားကိုတော့ကျွန်တော်တို့ဖမ်းတင်တယ် စစ်ခွေးလိုပြီးမှန်တယ်များအကုန်လုံးကျွန်တော်တို့ဖန်တင်ပြီးလို့ကျွန်တော်ကတော့ယူဆပါတယ်။ PDF တွေပါဖြစ်လို့ဆက်ရှိနေကြတာလည်းမသိဘူး။ NUG ကောင်းဆောင်တွေကကန့်ကွက်တာလားမသိဘူး။ဖန်တင်မီဒီကောင်တွေဒီကောင်တွေကြောင့်ပြည်သူများကြည့်သေးတာ။ PDF တွေဖန်ခံရတာပြည်သူတွေမတရားဖန်ခံရတာသူတို့တွေရဲ့တရင်ပေးမှုကြောင့်အဲ့ဒါကိုတီးဖို့လိုပြီး NUG တွေ PDF ကောင်းဆောင်တွေကြည့်တာဆိုရင်တော့ video ငါပေါ့ရဲ့ long time တရင်ကောင်းမြတ်တစ်ချက်လောက်နဲ့ဆင်ကြည့်အောင် အင်ဂျန်တို့နထိုးကြီးတို့တောင်တာတို့တဲ့ဒါဇက်တိုက်ပေါ့နော်ဒီစပွဲတွေဇက်တိုက်ဖြစ်နေတယ်ဝလူစခန်းပေါ့နော်တောင်တာမြို့နယ်တွေကမလားအဲဝလူစခန်းကိုလည်းဦးသိန်းတို့ဒီဆက်ရွယ်လို့ရတယ်ဗျရတယ်ဆိုတာကဝလူစခန်းကတမတော်မိသားစုတွေရဲမိသားစုတွေနဲ့ဆက်ရွယ်ရတယ်ဒီနေ့ဆိုလဲဦးစင်းမြို့လွန်မှာရှိတဲ့ yes တက်ကြဆရာကြီးရဲ့ဇနီးတွေနဲ့ဆက်ရွယ်ရတယ်နော်ဆက်ရွယ်ရတယ် ကင်းလေတဲ့အချိန်မှာစနိုက်ပါသာစနိုက်ပါနဲ့ထိမှန်သွားတာပေါ့နော်ဖြီးတယ်ဒါတော့တိုင်းပြည်အတွက်မြင့်မြတ်စွာပဲမြင့်မြတ်စွာပဲဖိဆက်သွားတဲ့အတွက်ကြောင့်ဂုံလဲဂုံယူဂုံယူပါတယ်ပေါ့နော်ဖိဆက်ရချိုတန်းအောင်ဖိဆက်ရချိုတန်းအောင်တော့ဒါတိုင်းပြည်နိုင်ငံတော်အနေနဲ့ဘာတွေလုပ်ပေးမလဲဆိုတော့မတိရသေးဘူးပေါ့ဗျာနော်ဘာကြီးမိသားစုကြံရဲမိသားစုတွေနေနာမှုတွေဘာတွေရှိရလဲဆိုတော့တစ်ခါတလေကြတော့ဦးစင်းတို့အများကြီးပဲဒီနေ့ဦးစင်းဟုတ်လား ီတပည့်တော်ကခုဆိုလို့ရှိရင်ဒီမှာဘုရားတပည့်တော်မှယောက်ျားတေဝရာတနှစ်ကျော်ဝါကြီးဘုရားတဲ့ကြည်ရတာအပြောက်ဆင်းတဲ့တွေထည့်ထားအောင်ကြတယ်ဗျာနော်ဒါတွေဆိုလို့ရှိရင်အထက်ကနိုင်ငံတော်လူကြီးတွေကြီးကဲတွေလုံးဝလုံးဝမသိဘူးဗျာနော်တို့ရလို့ရှိရင်တို့ရဲ့ဒီကောင်းဆောင်တွေရရှိမှရရစကားနေအထက်ကအောက်ကပေါ့နော်အောက်ကတစ်ဆင့်တစ်ဆင့်ချင်းအသုံးမကျဘူးလို့ပဲပြောအောင်ပေါ့နော်အသုံးမကျဘူးလို့ပဲပြောအောင်အောက်ကရဲဘော်တွေမကြည့်ဘူးလို့ပဲပြောအောင်ပေါ့နော်ဒါကတော့ဒီလိုဒီလိုတစ်နှစ်ရှိပြီမိသားစုကြံခဲ့တယ် မိသားစုကြံခဲ့လဲထောက်ပံ့မလဲဟုတ်လားမိပြစ်တင်တာပေးရမှာပေါ့နော်ခုကပင်စင်လဲမရလက်ကလည်းမရပုံစံမျိုးဖြစ်နေရပေါ့နော်ဒါဥစ္စာမှစပါတယ်နော်ဟုတ်ပြီဝလူစကန်းကိုလည်းဥစ္စတို့ဒီအခါတလေလင်းပိုင်းလော်တွေမှရမှာတော့ဖရဲသီးမြန်ရှိနေလားလို့ဥစ္စတို့ကတုံ့တက်ရမှာတင်တယ်ဒီဝလူစကန်းကြီးတွေကိုအောင်းငယ်ရနေကြီချာရနေကြီချာတော့ပီဒီအန်ညာရောက်သွားတယ်ပေါ့နော်ပီဒီအန်ညာ အကြီး၄တောင်းကျော်လို့တောင်းဦးဇင်းတို့ခါရီတည်ရတယ်ပေါ့နော်။အိုး၄တောင်းမရတယ်နော်။ဦးဇင်းတို့ဒီဝလူစခန်းဆိုလို့ရှိရင်ဒါလူလဲလိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်။ဦးဇင်းတို့ဒီနထိုးကြီးမြင်းချံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံနယ်မြောက်ပိုင်းကဒီခွင်းမောင်းလို့လို့မောင်းထုတ်လိုက်တဲ့ PDF ကလည်းဒီဘက်ကိုအများကြီးရောက်လာပြီ။အဲ့ဒါကို PPCC နဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်။ညိုတဲ့ပါအောင်ပါပဲတကယ်လို့ကနထိုးကြီးလို့မြင်ရလို့ဘယ်လိုစကားနဲ့တိတ်ခန့်လိုက်လဲပါဝါဆိုတော့ခင်ဗျ ။အော်နေ့ကရှမ်းပြည်နယ်မြောင်ပိုင်းကြားရတဲ့ဆိုမယ်။တောင်မဲ့တီဘောတို့ကြားရတဲ့ဆိုမယ်။ပါဝရတဲ့နော်။ပါဝရတဲ့ဆိုမယ်။အဲ့တော့မြင်းကြံလက်ထိုးကြီးတောင်တာကို PPC စီနဲ့ထိထိရောက်ရောက်ကမလုပ်ဘူးဆိုလို့ရှိရင်ဒီချက်ဆိုးအောင်မယ်လို့ဦးစင်ကတော့ပြောချင်ပါလေဗျာနော်။ဒီပုတ်ချိတ်တွေကွာဒီတကပြောသွားတာเนาะကျွန်တော်တို့မတီးရတယ်မကြားရတယ်တရင်ကောင်းလေးတွေပါလို့เนาะတချက်ကြီးစနိုက်ပါထိပြီးမှတည်ဆုံးသွားတာပေါ့ဟုတ်လားချိတ်သွားတယ်ကွာအဲ့ဒီနေရာမှာတော့ နတ်ကြီးတို့မင်းချန်တို့တောင်းတာတို့ချန်ပီနေတဲ့ပူစုမင်းဆိုတော့ခေါင်းလာပေါ့မကြခင်ကျွန်တော်တို့ရေးပေါ်တွေကတင်းပိုက်တော့မှာပေါ့မြော့နေဖက်မှလည်းလာမှာနော်သတိထားအောင်အခုဒီကတုံးမေမှာနေလေတိကျလာတုံးချင်းတို့ပုံမှနေတာလားပေါ့မြော့မှနေတာလားအဲကောင်လဲစုံမတင်တယ်မဖမ်းရေးပဲနေမနေကြတဲ့ PDF တွေဒီကောင်ကပုံကြည့်မဟုတ်ဘူးမင်းတို့ဖမ်းရင်လည်းမင်းတို့တို့ဘာမှပြဿနာရှိမှာမဟုတ်ဘူးအာကူတူလည်းရမှာမဟုတ်ဘူးကူတူတော်မှရအောင်မှာအဲ့ဒါကြောင့်ဒီကောင်လဲဖမ်းတင်ပါတယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါတုံးရှင်တောက်ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည်တင်ပါတယ်ချက်မကြီးကိုစိတ်ကြပါ I love you all God bless you all thank you for your time